ုင်းနိုင်ငံကဘာကြောင့်တနင်္ဂနွေနေ့ကွက်ပြီးကိုလိုနီနယ်ချဲ့လောက်ကနေလွတ်မြောက်ခဲ့ရတာလဲတမန်တရှာဥရောပအင်အားကြီးနိုင်ငံတွေရဲ့စွမ်းအားတွေတိုးလာပြီးကမ္ဘာနဲ့နေမြေချဲ့ထွင်လာတာနဲ့အမျှကိုလိုနီစနစ်ဟာအဲ့ဒီချဲ့ထွင်မှုတွေရဲ့ရှေ့တန်းနေရာကိုရောက်ရှိလာခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှဥရောပနိုင်ငံမဟုတ်တဲ့နိုင်ငံတိုင်းလိုလိုဟာဟိုးလွန်ခဲ့တဲ့တစ်ချိန်လုံးကဥရောပနိုင်ငံတနိုင်ငံရဲ့ကိုလိုနီအဖြစ်ဖြစ်ခဲ့ကြရတာကြည့်ပါပြီဒါပေမဲ့ဥရောပရဲ့လွှမ်းမိုးမှုကနေလွတ်မြောက်နိုင်တဲ့နိုင်ငံအနည်းငယ်ရှိခဲ့ပါတယ် ဒါကကျွန်တော်တို့ကိုအတွေးစီရပေးတာပါပဲ။သူတို့ဘလို့များလှုပ်ခဲကြတာလေ။အထူးသဖြင့် Britain ပြင်သင်းတဲ့ Dash 2ရဲ့နေမြေတွေကဝင်းရံနေတဲ့ထိုင်းနိုင်ငံလိုနိုင်ငံမျိုးဟာကိုလိုနီစနစ်ကနေလွမြောက်ဖို့မျှော်လင့်ချက်မရှိဘူးလို့ထင်ခဲ့ရပေမယ့်ဘလို့အကြောင်းကြောင်းနဲ့မှ Britain ပြင်သစ်ဒါမှမဟုတ် Dash 2ရဲ့ကိုလိုနီနေမြေအဖြစ်နေချက်သိမ်းပိုက်ခြင်းမခံခဲ့ရပါဘူး။တခြားသောဥရောပအင်အားကြီးနိုင်ငံတွေရဲ့ကိုလိုနီနိုင်ငံအဖြစ်လည်းမနေခဲ့ရတာဖြစ်ပါသေး။ဒါဆိုရင်ယခင်တုန်းကဆယမ်လို့ခေါ်တဲ့ထိုင်းဟာ ကိုလိုနီစနစ်ကနေဘလူမျိုးယုံထွက်နိုင်တာလေဘလူမျိုးရှောင်ထွက်နိုင်ကြတာလေဆိုတဲ့လှဝတ်ချက်ကို Alpha Wave Media ကနေပြည်ပြည်စုံစုံတင်ဆက်ပေးကြပါရီဗီဒီယိုလေးမစတင်ခင်မှာ channel လေးကိုလည်းပဲ like and subscribe ပြုလုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့哦ပြီးတော့ဗီဒီယိုထဲမှာအရင်တုန်းကထိုင်းကိုဆိုင်ရန်လို့ခေါ်ခဲ့တာကိုပဲယနေ့ခေတ်အသုံးနှုန်းနဲ့ပြောင်းလဲပြီးထိုင်းလိုပဲသုံးနှုန်းသွားကြပါရီကဲစလိုက်ကြရအောင်ပါအင်အားကြီးနေမြေနှစ်ခုကြာကဂျားကန်နေမြေ ထိုင်းနိုင်ငံကိုလိုနီမဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းဟာဥရောပအင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ British, India, Myanmar, Malaysia တို့ကိုကိုလိုနီပြုခဲ့တဲ့မျက်နှာဖြူနယ်ချဲတွေနဲ့ပြင်သစ် BNN လာအိုကမ်ဘောဒီးယားကိုကိုလိုနီပြုခဲ့တဲ့သူတွေရဲ့အလဲမာတီရှိနေခြင်းကြောင့်ဖြစ်ပါရည်။ဒီလိုကိုလိုနီနယ်မြေနှစ်ခုကြားထဲမှာခွာပြီးတော့နေထိုင်ခဲ့ရတဲ့ထိုင်းနိုင်ငံဟာဂျာဂန်နယ်မြေအဖြစ်အရေးပါတဲ့မဟာဗျူဟာမြောက်နေရာကိုရယူခဲ့ပါရည်။ ဗြိတိရှားနဲ့ပြင်သစ်နှစ်နိုင်ငံစလုံးကသူတို့ရဲ့ကိုလိုနီနယ်မြေတွေကိုထိပါတိုက်ခိုက်လာမှစိုးရိမ်ကြတဲ့အတွက်ထိုင်းနိုင်ငံကိုတိမ့်ပိုက်လိုက်တဲ့အခါမှာတခြားပြိုင်ဘက်စစ်ရေးနယ်မြေချဲ့ထွင်မှုကိုဖြစ်ပေါ်စေမယ်ဆိုတာနားလည်ခဲ့ကြပါသည်။ပြောရရင်ထိုင်းကိုဗင်နိုင်ငံကပဲတိမ့်တိမ့်အဲ့ဒီထိုင်းနောက်ကနေရာတွေကိုပါလိုက်လံတိမ့်ပိုက်မှာကိုနှစ်ဖက်လုံးကစိုးရိမ်ခဲ့ကြတာပါ။ဒါကြောင့်မလို့သူတို့ကမတိမ့်မဲနဲ့ကြားမှာပဲသူလည်းမထီငါလည်းမထီဘူးဆိုတဲ့ပုံစံမျိုးနဲ့ထားခဲ့ပါသည်။ ပထမဆုံးနဲ့အဓိကအကျဆုံးအချက်ကတော့ဗြိတိန်နဲ့ပြင်သစ်တို့ဟာသူတို့ရဲ့ကိုလိုနီနယ်မြေတွေကြောင်းမှာဂျာကန်နယ်မြေတစ်ခုရှိနေတဲ့အတွက်တကယ်ပဲစိတ်သက်သာရာရခဲ့ပါလိမ့်။ဗြိတိန်ကမလေးရှားနဲ့မြန်မာကိုသိမ်းပိုက်ပြီးပြင်သစ်ကအင်ဒိုချိုင်းနာဒေသကြီးတစ်ခုလုံးကိုရယူလိုက်တဲ့အခါမှာအဲဒီဥရောပအင်အားကြီးနိုင်ငံတစ်ခုကထိုင်းကနေတဆင့်ပဲခွဲခြားနေထိုင်ခဲ့တာဖြစ်ပါလိမ့်။စယမ်လို့ခေါ်တဲ့ထိုင်းသားမရှိခဲ့ဘူးဆိုရင်နယ်နိမိတ်ပဏိပခတွေဖြစ်ပေါ်လာမှာပေါ့နှစ်ဖက်စလုံးကဆိုရင်ခဲ့ကြပါလိမ့် ဒါကြောင့်မလို့နိုင်ငံတစ်ခုစလုံးကထိုင်းကိုကိုယ်တိုင်သိမ်းပိုက်ဖို့အတွက်အလွန်အကျွံတုံ့ဆိုင်ခဲ့ကြပါရီ။နေသာလန်ကလည်းပဲအင်ဒိုနီးရှားကိုကိုလိုနီပြုပြီးဒေသရင်းကိုဝင်ရောက်လာပါရီ။ထိုင်းတို့ဟာဒက်ရှ်တို့အတွက်ဂျာဂန်နယ်မြေတိတ်ပြီးတော့မလိုအပ်ခဲ့ပေမယ့်ဒီဒေသတစ်ခုလုံးမှာငြိမ်းချမ်းရေးကိုထိန်းသိမ်းတဲ့နေရာမှာကူညီပေးနိုင်တဲ့အတွက်ဒက်ရှ်တို့အတွက်လည်းထိုင်းကိုမသိမ်းခြင်းကအကျိုးရှိစေခဲ့ပါရီ။ဒါ့အပြင်1896ခုနှစ်မှာအင်အားကြီးနိုင်ငံနှစ်နိုင်ငံဟာသမိုင်းဝင်သဘောတူညီချက်တရက်ကိုချုပ်ဆိုခဲ့ကြပါရီ။ အဲ့ဒီသဘောတူညီချက်အရတောက်ဖျားမြေဝန်ဒေတာထိုင်းနိုင်ငံရဲ့အဓိကဗဟိုချက်ကိုဂျာကန်နယ်မြေအဖြစ်အတိမတ်ပြုပြီးကဘေနိုင်ငံကမှကျူးကျော်သိမ်းပိုက်ခြင်းမပြုလုပ်ဖို့အတွက်အာမခံချက်ပြီးခဲ့ကြပါသည်တကယ်လို့ပြင်သစ်နဲ့ဗြိတိန်မဟုတ်တဲ့တခြားနိုင်ငံတွေကသိမ်းပိုက်လာမယ်ဆိုရင်လည်းသူတို့ကကာကွယ်ပေးမယ်လို့ဆိုလိုချင်တာပါဒီလိုနိုင်ငံတကာရဲ့နိုင်ငံရေးတည်မှောက်မှုတွေကိုအခွင့်အောင်းယူပြီးကိုယ်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုကာကွယ်နိုင်ခဲ့ခြင်းဟာထိုင်းပြည်နယ်ရဲ့အထူးခြားဆုံးနိုင်ငံရေးစွမ်းဆောင်ချက်တစ်ရပ်ဒါမှမဟုတ်ညံကောင်းတာလို့ပြောလို့ရပါသေးတယ် ဒါကြောင့်မလို့ထိုင်းဟာအစာကလေးကကိုလိုနီနယ်မြေမဖြစ်စေဖို့အတွက်အကြောင်းရင်းကောင်းကောင်းတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါရီမဲလာဆိုတော့မကသေးပါဘူး။ဘီယင်ကြီးတွေရဲ့ဉာဏ်ကောင်းမှုဉာဏ်ပြေးပုံတွေကိုလည်းပြောပြပေးကြပါရစေ။ဘီယင်များရဲ့မဟာဗျူဟာနဲ့ခင်မီပြုပြင်ပြောင်းလဲမှုများရှေးကပြောခဲ့တဲ့ဂျာဂန်နယ်မြေဆိုတာပါပဲ။ထိုင်းနိုင်ငံကိုလိုနီအပြုမခံရခြင်းရဲ့တခုရီးသောအချက်တော့မဟုတ်ပါဘူး။ကိုလိုနီခေတ်ကာလအတွင်းမှာထိုင်းနိုင်ငံကိုအုပ်ချုပ်ခဲ့ကြတဲ့ဘီယင်မွန်ကွတ် ရာမာဖိုနဲ့ဘယင်ချူလာလောင်ကွန်းရာမာဖိုက်တို့ရဲ့ဘာနဲ့တဲ့နိုင်ငံရေးမူဝါဒတွေဟာအရေးပါဆုံးအခန်းကဏ္ဍကနေပါဝင်ခဲ့ပါသည်ဒီဘယင်ကြီးတွေဟာအင်အားကြီးနေချဲနှစ်နိုင်ငံလုံးနဲ့ဆက်ဆံရေးကိုမျှတအောင်ထိန်းညှိသွားခဲ့ကြပြီးတစ်ဖက်ကတစ်ဖက်အရန်ကြိုးပေးလွန်းတာဒါမှမဟုတ်ရန်လိုချင်းတွေကိုရှောင်ရှားခဲ့ပါသည် ဥပမာပြောရရင်ပြင်သစ်ကိုအားပြရများလုပ်တဲ့အခါမှာဗြိတိရှားဘက်ကညှို့ညင်လာမှဖြစ်ပြီးဗြိတိရှားကိုတွားပြီးတော့အားပြတဲ့အခါမှာလည်းပြင်သစ်ကပြဿနာလာရှာနိုင်တဲ့အတွက်အဲ့လိုမျိုးနှစ်ဖက်ကိုခွာပြီးတော့နင်းချင်းကနိုင်ငံကိုကာကွယ်ဖို့အတွက်အကောင်းဆုံးအချက်ဖြစ်လို့လာတာပါဒါအပြင်ဘီရင်ကြီးချူလာလောင်ကွန်းရဲ့လက်ထက်မှာထိုင်းနိုင်ငံရဲ့အာဏာကိုဗဟိုချုပ်ကိုင်မှုအဓိကအလေးပေးခဲ့ပါသည်ဘီရင်ချူလာလောင်ကွန်းရဲ့လက်ထက်က ထိုင်းနိုင်ငံဟာကိုလိုနီမဖြစ်စေဖို့အတွက်အနောက်တိုင်းပုံစံတိုင်းခင်မီတဲ့ပြုပြင်ပြောင်းလဲရေးတွေကိုလည်းလင်းလင်းမြန်မြန်နဲ့ထိထိရောက်ရောက်လှုံ့ဆော်ခဲ့ပါသည်။အုပ်ချုပ်ရေး၊စစ်တပ်၊ပညာရေး၊တည်ယူပို့ဆောင်ရေးစတဲ့ကဏ္ဍမျိုးစုံမှာအနောက်တိုင်းနီးပညာနီးစနစ်တွေကိုအသုံးပြုခဲ့ပြီးခင်မီတဲ့ဗဟုအစိုးရစနစ်ကိုတည်ဆောက်ခဲ့ပါသည်။ဥပမာအားဖြင့်ရထားလမ်းစနစ်ကိုစတင်တည်ဆောက်တာဥရောပပညာရေးကိုအားပေးတာနဲ့သူ့ရဲ့သားတော်တွေကိုယ်တိုင်ကိုပဲဥရောပမှာပညာသင်ကြားစေခြင်းတို့ဖြစ်ပါသည်။ ထိုင်းလူမျိုးတွေဟာဥရောပသားတွေကအသိပညာအထူးသဖြင့်မြေမျက်နှာအတွင်းမြင်ဆိုင်ရာအသိပညာတွေကိုအလွန်လေးထားတယ်ဆိုတာသိခဲ့ကြပြီးအမြင်လဲအတော်လေးကြည်ခဲ့ကြပါသည်ဘလူနိုင်ငံမျိုးကမဆိုကိုယ့်ရဲ့ယဉ်ကျေးမှုကိုအလေးထားတဲ့နိုင်ငံသားတွေအပေါ်မှာအမြင်ကြည့်မယ်ဆိုတာအသေးချပါပဲထိုင်းကဒီအချက်ကိုအရယူပြီးဥရောပသားတွေအမြင်ကြည့်ဖို့အတွက်ဥရောပယဉ်ကျေးမှုတွေကိုအတော်လေးအလေးထားခဲ့ကြတာပါ နောက်ထပ်ဘယင်ကြီးတွေရဲ့ညံကောင်းမှုလေးပါပါသေးတယ် ဥရောပသားတွေဟာသူတို့အုပ်ချုပ်ခြင်းနဲ့နေမျိုးတွေကိုတတ်မှတ်ဖို့အတွက်မြေပုံတွေကိုသာအသုံးပြုခဲ့ကြပြီးအဲ့ဒီနေနမိတ်တွေမတည်ကြတဲ့အခါမှာဒီမီကဘယ်သူမှပိုင်တာမဟုတ်ပါဘူးဆိုပြီးတော့တိမ့်မှုအခွင့်အရေးဖြစ်အသုံးပြုခဲ့ကြပါသည်။ဒါ့အပြင်အာနာကိုစူးစီးဖို့လည်းအရေးကြီးပါသည်။ဒီလိုမျိုးစနစ်တွေကိုကာကွယ်နိုင်တာကထိုင်းမှာရှိတဲ့မန္တလာလို့ခေါ်တဲ့စနစ်အရာအာနာကတိတ်ပြီးတော့မရှင်းလင်းမဲနဲ့ဒေသခံအုပ်ချုပ်သူတွေကနေမြေတီးတီးမှာကိုပိုင်အုပ်ချုပ်ခွင့်အစင်းမြင့်မြင့်ရရှိနေပါသည်။ ပြောရရင်ဒေတာတစ်ခုကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးမှုဟာအဲ့ဒီဒေတာကိုလုံးဝပိုင်ဆိုပါရီနောက်ပြီးကိုပိုင်တက်တီကိုလည်းပိုင်ဆိုင်ထားခဲ့ကြပြီးအင်အားလည်းအတော်လေးရှိခဲ့ကြပါရီအဲ့လိုမျိုးဒေတာအသီးသီးကိုအုပ်ချုပ်ခွင့်အစင်းမြင့်မြင့်ပေးထားတာစစ်တပ်အသီးလေးတွေရှိတာတွေကဘရင်နိုင်ငံတော်ရဲ့စီးလုံးမှုကိုပြသရုံနဲ့မကဘဲနဲ့ဒေတာကန်အုပ်ချုပ်သူတွေကိုထိန်းချုပ်ဖို့အတွက်ပါဘရင်ကပို့ပြီးအာဏာရခဲ့ပါရီဆိုလိုချင်တာကအကုန်လုံးကိုခြေနှက်အောင်ထားတဲ့အခါမှာခြေနှက်ပြီးတော့ဘရင်အမိန့်ကိုတသွေးမသိမ်းလိုက်နာကြတာဖြစ်ပါရီ ဒီလိုအာဏာကိုစူးစီးထားလိုက်ခြင်းကပဲကိုလိုနီနယ်ချဲ့တွေတိမ့်ပိုက်လို့မရမယ့်အကျိုးရှိတဲ့အာသာချက်တစ်ခုဖြစ်လာပါသည်။ထိုင်းရဲ့နေစွန်နယ်ပြားတွေအပါအဝင်ဒေသတစ်ခုလုံးဟာဘရင်ကိုဘယ်သူမှမဆန့်ကျင်ကြပါဘူး။တသွေးတသံတမိန်နဲ့တခုခုဆိုရင်ပူးပေါင်းဆောင်ရွက်ကြတာပါပဲ။ရှီကပြောခဲ့တဲ့ပြုပြင်ပြောင်းလဲမှုတွေအပါအဝင်ဒီလိုမျိုးညံကောင်းတဲ့အချက်တွေကြောင့်ပဲဥရောပတိုက်သားတွေဟာထိုင်းကိုအထင်မသေးရကြတော့ဘဲနဲ့သူတို့ရဲ့ယဉ်ကျေးမှုကိုအလေးထားပြီးတော့သူတို့ကိုလေးစားတဲ့နိုင်ငံလွယ်လွယ်ကူကူတိမ့်ပိုက်လို့မရနိုင်မဲ့စီးလုံးတဲ့နိုင်ငံအဖြစ်မြင်သွားခဲ့တာဖြစ်ပါသည်။ ဒါပြင်ထိုင်းပြည်နေဟာနိုင်ငံရေးကိုတောင်မကဘဲနဲ့စီးပွားရေးပိုင်းမှာလည်းပဲအနောက်တိုင်းနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ကိစ္စတွေအများကြီးရှိခဲ့ပါသည်1855ခုနှစ်မှာ British Army နဲ့ချုပ်ဆိုခဲ့တဲ့ Boring Treaty ကဲ့သို့သောကုန်သွယ်ရေးစာချုပ်တွေဟာအနောက်နိုင်ငံတွေကိုထိုင်းနိုင်ငံနဲ့လွတ်လပ်စွာကုန်သွယ်ဝင်ပေးခဲ့ပြီးထိုင်းနိုင်ငံကိုစီးပွားရေးအရပွန့်ပွန့်လင်းလင်းကျိုးဆိုတဲ့နိုင်ငံတစ်ခုအဖြစ်ပုံဖော်ခဲ့ပါသည်လာရောက်ယင်းဤမြုံနံမှုအတွက်အခွင့်အရေးတွေပေးတဲ့အခါမှာနိုင်ငံကိုတိမ့်မဲ့စားစီးပွားရေးလုပ်မယ်ဆိုတဲ့အတွေးမျိုးကိုလည်းအနောက်တိုင်းသားတွေရရှိခဲ့ပါသည် နေချဲနိုင်ငံများဟာသူတို့ရဲ့ကုန်သွယ်ရေးအကျိုးစီးပွားတွေကိုရရှိနေပြီဆိုရင်တိုက်ရိုက်ကိုလိုနီပြုဖို့ထက်စီးပွားရေးအရပဲအကျိုးမြတ်ယူမယ်ဆိုပြီးတော့ယူဆခဲ့ကြပါသည်ဒီလိုမျိုးပတ်ပတ်လေကအပြည့်အစုံဆုံးလှုပ်ထားတဲ့နီးစနစ်တွေကြောင့်မလို့ထိုင်းနိုင်ငံကိုသိမ်းပိုက်ခြင်းနဲ့ဆိုင်ရင်ကုန်သွယ်ခြင်းကပိုအကျိုးမြတ်ရှိစေတယ်လို့နေချဲအကုန်လုံးကယူဆခဲ့ကြပါသည်ထိုင်းရဲ့ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတွေနဲ့နေကြာပဏိပခါများ ထိုင်းနိုင်ငံအနေနဲ့ဥရောပတွေအမြင်ကြီးစေဖို့အတွက်ဥရောပဆန်တဲ့အသွင်ကူးပြောင်းမှုမှာအရေးပါတဲ့နောက်ထပ်အချက်တစ်ခုဖြစ်လာပါသည်တော်ဝင်မိသားစုတွေဟာအနောက်တိုင်းကိုအထင်ကြီးလေးစားတဲ့ပုံစံတစ်ခုကိုစံပြအဖြစ်ပြသပေးခဲ့တာပါ။ဂါရီနဲ့တခြားဥရောပပြည်စုတွေကိုထိုင်းနိုင်ငံအတွင်းကိုတင်သွင်းခဲ့ကြပါသည်။ဘီယင်ချူလာလောင်ကွန်းကူရိုင်းလည်းပဲအနောက်တိုင်းဝန်ဆောင်နေတဲ့ဓာတ်ပုံရရတာကိုနှစ်သက်ခဲ့ပြီးသူ့ရဲ့သားတော်တွေကိုလည်းပဲဥရောပမှာပညာသင်ကြားစီခဲ့ပါသည်။ ခေါင်းဆောင်မှုအဆင့်မှာဒီလိုအနောက်တိုင်းဆန်တဲ့စနစ်ကိုလက်ခံကျင့်သုံးတာကကိုလိုနီအင်အားကြီးနိုင်ငံတွေကိုစိတ်ကျေနပ်စေပါရည်။ဒါ့အပြင်ဘီရင်ကြီးချူလာလောင်ကိုဟာဥရောပကိုကိုရိုင်းခရီးသွားရောက်ခဲ့ပြီးဥရောပကခေါင်းဆောင်နေတဲ့အတူတိုက်ရိုက်ဆက်ဆံရေးတွေလည်းတည်ဆောက်နိုင်ခဲ့ပါရည်။သူဟာဥရောပနိုင်ငံတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်တာနိုင်ငံငယ်တွေကိုအားထားခြင်းနဲ့နေချဲ့ရည်ရဲ့ရန်ကိုရှောင်ရှားတာ ဂျာမနီရုရှားလိုမျိုးတခြားသောဥရောပအင်အားကြီးနိုင်ငံအနေနဲ့ပါဆက်ဆံရေးကိုတိုးမြင့်ပြီးနိုင်ငံရေးရမဟာမိတ်စုံကိုတည်ဆောက်ခဲ့ခြင်းဟာလည်းပဲထိုင်းနိုင်ငံရဲ့ကိုလိုနီလက်အောက်မှကြားရောက်ဖဲလွတ်လပ်မှုကိုထိန်းသိမ်းရမှာအထောက်အကူအများကြီးဖြစ်စေခဲ့တာဖြစ်ပါသည်ထိုင်းနေနဲ့အခုလိုမျိုးပေါင်းသင်းဆက်ဆံရေးကောင်းပြီးတော့နှစ်ဖက်ခွပြီးတော့နေတတ်တာကပြဿနာမရှိဘူးလားဆိုပြီးတော့ထင်ကောင်းထင်ပါလိမ့်မယ်အမြဲတမ်းကြီးတော့အဆင်ပြေချုံးမွေနေတာမျိုးမဟုတ်ပါဘူး ထိုင်းကိုဂျာကန်နေမြေအဖြစ်ထားရှိတာကဥရောပတွေကိုကျေနပ်စေတယ်ဆိုတဲ့အချက်ရှိခဲ့ပေမယ့်တကယ်ကိုလိုနီတွေရောက်ရှိလာပြီးမကြခင်မှာပဲစိုးရိမ်စရာအခြေအနေတစ်ခုပေါ်ပေါက်ခဲ့မှုပါရီ1893ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပါကနန်အဖြစ်ပြက်ဟာဒီပဏိပခါရဲ့အထွတ်ထိပ်လို့ဆိုနိုင်ပါရီအရင်ကပြင်သစ်တို့နဲ့ထိုင်းတို့ဟာပြင်သစ်ကဗဏ္ဏကျွန်းတွေအထိလွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ပေးမဲ့သဘောတူညီချက်တစ်ခုကိုအချင်းချင်းယူထားခဲ့ကြပါရီဒါကြောင့်ပြင်သစ်တွေဟာဗန်ကောက်မှာရှိတဲ့ပြင်သစ်တန်ရုံမှာကြောက်ချထားပြီးသူတို့ရဲ့စစ်သည်မော်ဒစီနဲ့တွေ့ဆုံမှု ကြောက်ပြားမြစ်ကိုဒုတိယစစ်သည်မော်တစီပို့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါသည်။ဒါပေမဲ့အကြောင်းရင်းတစ်ခုခုကြောင့်မလို့ထိုင်းနေဟာပြင်သစ်တရဲ့ဒုတိယမြောက်စစ်သည်မော်ကိုနိုင်ငံတွင်းဖြတ်တန်းသွားလာခွင့်မပေးဘူးဆိုပြီးညင်းဆိုခဲ့ကောင်းရှေ့ဆက်မဲ့ခရီးကိုပိတ်ပင်ခဲ့ပါသည်။ပြင်သစ်ကပတိန်ဘိုရီဟာဘော်ရီကနေအမိန့်ကိုစောင့်ဆိုင်ခဲ့ပေမဲ့ဘယ်တဲ့င်းမှမလာခဲ့ပါဘူး။သူဟာဒီရက်တက်ချိန်ကိုမှီဖို့လိုအပ်နေတာကြောင့်ထိုင်းဘက်ကအခွင့်မပြုထားဘူးဆိုတဲ့ဟာကိုလှစ်လျူရှုဖို့အတွက်ဆုံးဖြတ်ခဲ့ပါသည် ပြင်သစ်တမ်မတ်ဩဂတ်စ်ပါဘီရဲ့အကြံဉာဏ်ကိုဘိုရီကလှစ်လျူရှုခဲ့ပြီးဆက်ပြီးတော့တိုးခဲ့ပါသည်။ဒီလိုနဲ့ဇူလိုင်လ23ရက်ညဘက်မှာပြင်သစ်တွေဟာဒီရီအတက်ကိုလိုက်ပြီးဘာနန်ဂျွန်းစီကိုဆက်လက်ခြေတက်ခဲ့ကြပါသည်။ဒီလိုနဲ့ထိုင်းတပ်တွေကသရိုရတိုက်ပွဲစခန်းတွေမှာအစင်းသင်းဆောင်နေခဲ့ကြပြီးမိုးတဲထန်နေတာကြောင့်အစာပိုင်းမှာပြင်းသစ်တင်းမောကိုမမြင်ရပါဘူး။မိုးဆဲသွားတဲ့အခါမှာမိပြရိုက်ပြီးကဖြတ်သွားတဲ့တင်းမောတွေကိုထိုင်းနေတွေ့လိုက်ရပါသည်။ ထိုင်းတို့ကတော့သတိပေးတဲ့အနေနဲ့ကြီးမပါတဲ့ပြစ်ခတ်မှုနှစ်ကြိမ်လောက်ပြုလုပ်ခဲ့ပေမယ့်ပြင်သစ်တွေဟာမတုံ့ပြန်မဲနဲ့ရှေ့ဆက်သွားကြပါသည်ဒီလိုနဲ့တတိယအကြိမ်ပြစ်ခတ်မှုလုပ်ပြီးတဲ့နောက်မှာတော့ပြင်သစ်တွေကပြန်လည်ပြစ်ခတ်မှုပြုလုပ်ခဲ့တာကြောင့်မလို့ထိုင်းနဲ့ပြင်သစ်ကြားမှာရှုပ်ထွေးမှုအနေငယ်ဖြစ်ပေါ်ခဲ့ပါသည်ခန္ဓာနဲ့စစ်သည်မော်ရီကိုထိန်းချုပ်နေတဲ့ဒိန်းလူမျိုးကပတိန်ကြီးဟာထိုင်းစကားတလုံးမှမပြောရတာကြောင့်မလို့ဆက်သွယ်ရေးအခက်အခဲတွေလည်းရှိခဲ့ကြပြီးအဲဒီလိုရှုပ်ထွေးမှုတွေကြောင့်ပြင်သစ်တွေဟာထိခိုက်မှုမရှိဘဲနဲ့ဘာနန်ကိုဖျက်ဆီးခဲ့ကြပါသည် ဒီတိုက်ပွဲဟာပြင်သစ်တွေကိုအကြီးအကျယ်ဒေါသထွက်သွားစေပါရီဒါဟာအရင်တုန်းကသဘောတူညီချက်လုပ်ခဲ့တဲ့အရာကိုချိုးဖောက်တာမှလို့ပါဘာကူမမတိုက်ခိုက်ဖဲနဲ့သူတို့ကိုအရင်တိုက်ခိုက်တဲ့အတွက်အတော်လေးစိတ်ဆိုးသွားခဲ့ပြီးပြစ်ဒဏ်အနေနဲ့အဲ့ဒီမြစ်ကြီးကိုပိတ်ဆို့ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါရီဒါကဗြိတိရှ်ရရဲ့ကုန်သွယ်ရေးကိုပါကြီးမားတဲ့စိုးကျိုးကိုတက်ရောက်စေခဲ့တာကြောင့်မလို့မနေနိုင်တော့တဲ့ဗြိတိရှ်ရလည်းပဲပြင်သစ်နဲ့ထိုင်းချောင်းမှညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပါရီဒါဟာပြင်သစ်နဲ့ထိုင်းချောင်းကပထမအဦးဆုံးပဋိပက္ခရဲလို့လည်းမဟုတ်ပါဘူး ်လွန်ခဲ့တဲ့နှစ်နှင်းငယ်လောက်ကလေးပဲပြင်သစ်အစိုးရရဲ့အင်ဒိုချိုင်းနာဆိုင်ရာဗိုလ်ချုပ်ကြီးကဩဂတ်စ်ပါဘီကိုလာအိုကိုပြင်သစ်လက်အောက်ခံဖြစ်အောင်လုပ်ဖို့အတွက်ဆေးလုပ်ခဲ့ပါသည်ဒီလိုဖိအားပေးမှုတွေရဲ့အစိပ်ပိုင်းနေနဲ့ပါဘီကထိုင်းနေကိုမဲကောင်မြေအရှိပါမှာရှိတဲ့စီရေးစခန်းအလုံးကိုထွက်ခွာပေးဖို့အတွက်တောင်းဆိုခဲ့မှုပါဒီဒီလိုနဲ့နောက်ဆုံးမှာတော့ထိုင်းနေကလာအိုကိုပြင်သစ်လက်ထဲပေးဖို့အတွက်သဘောတူခဲ့ပြီးသူတို့ရဲ့စစ်စခန်းတွေကနေလဲစွန့်ခွာသွားခဲ့ကြပါဒီ ဒီလိုမျိုးအဆင်မပြေတာတွေပဏိပခါတွေခလုတ်တိုက်တဲ့အထီးကိုက်တွေဂျာကနေပဲနောက်ဆုံးမှာတော့လွတ်လပ်ရေးရခဲ့ကြပါသည်။နေမြေဆုံးရှုံးမှုတွေကနေသင်ကန်းစာယူပြီးထိုင်းဟာစီးပွားရေး၊စစ်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကိုအပြင်းထန်လှုပ်ဆောင်ပါသည်။အဲ့လိုလှုပ်ဆောင်ခဲ့တာကထိုင်းကိုအာဏာစုစည်းစေခဲ့ပြီးအနောက်တိုင်းကိုလည်းကျေနပ်စေပါသည်။ဒါကြောင့်မလို့ဗြိတိန်ရဲ့ပြင်သစ်တို့ကထိုင်းကိုသိမ်းပိုက်တာဒါမှမဟုတ်ကိုလိုနီပြုခြင်းအစီအစဉ်မရှိဘူးလို့အကြိမ်ကြိမ်အတီးပြုပြောဆိုပြီးတရားဝင်အောင်မှလုပ်ပြီးခဲ့ကြပါသည် 1910ပြည်နှစ်ကိုရောက်တဲ့အခါမှာတော့ခေတ်သစ်ထိုင်းနိုင်ငံရဲ့နယ်နိမိတ်တွေကိုတတ်မှတ်ပြီးမှနောက်ဆုံးစာချုပ်တွေကိုချုပ်ဆိုနိုင်ခဲ့ပါသည်။အဲဒီနှစ်မှာပဲဘုရင်ချူလာလောင်ကိုနှက်ရွာဆန်းခဲ့ပြီးသူ့ရဲ့သားတော်ဇထမမြောက်ရာမာဘုရင်ဖြစ်တဲ့ဘုရင်ရာမာစစ်ကနန်တက်ခဲ့ပါသည်။သူဟာ Royal Military Academy နဲ့ Oxford University မှာပညာသင်ကြားခဲ့သူဖြစ်ပြီးနိုင်ငံရဲ့အနောက်တိုင်းဆန်တဲ့ဦးဆောင်မှုကိုဆက်လက်ထောက်ခံအားပေးခဲ့ပါသည်။ဒီလိုနဲ့ထိုင်းနိုင်ငံအတွင်းမှာ ပညာရေးစနစ်အသစ်တွေနဲ့ကျောင်းနေဖွင့်လှစ်ခဲ့ပြီး Gregorian လို့ခေါ်တဲ့အင်္ဂလိပ်ပြက္ခဒိန်ကိုလည်းအသုံးပြုခဲ့ပါသည်ပထမကမ္ဘာစစ်ဖြစ်ပွားလာတဲ့အခါမှာအနောက်တိုင်းနဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်မှုအတွက်ထိုင်းနိုင်ငံဟာဂျာမနီနဲ့ Austria Hungary ကိုစစ်ကြေညာခဲ့ပါသည်စစ်ပွဲမှာထိုင်းရဲ့အခမ်းကဏ္ဍကဘာဆိုင်ငြိမ်းချမ်းရေးညီလာခံမှာနေရာရရှိစေခဲ့ပြီးဒါဟာထိုင်းကိုနိုင်ငံတကာအစင်မြင့်မှာအရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်စေခဲ့ပါသည်။နောက်ပြီးဒီလိုမျိုးဝင်ဆွဲဖက်လိုက်တာကနိုင်ငံတကာအသိမှတ်ပြုမှုအဆင့်အတစ်က ထိုင်းနေကိုကိုလိုနီပြုမဲ့အန်ဒီကနေအကြီးအကျယ်ထပ်ပြီးတော့ကာကွယ်ပေးခဲ့ပြန်ပါ ರಿ နောက်ဆုံးမှာတော့ဆယမ်လို့ခေါ်ရနိုင်ငံဟာဈေးမြင့်ငံဘီရင်စနစ်ကိုကူးပြောင်းသွားခဲ့ပြီး1939ခုနှစ်မှာတော့ထိုင်းနိုင်ငံအဖြစ်တရားဝင်ပြောင်းလဲခဲ့ပါ ರಿ ဗတ်ဝီဝင်နေထားရအင်အားကြီးနိုင်ငံတစ်ခုကြားကကိုလိုနီနယ်မြေရဲ့ဂျာဂန်နယ်မြေဖြစ်တာဘီရင်ရဲ့ခင်မီတဲ့နိုင်ငံကြီးစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေကြောင့်မလို့ ထိုင်းနိုင်ငံဟာတနိုင်ငံနဲ့ကွက်ပြီးကိုလိုနီစနစ်ကနေလွတ်မြောက်ခဲ့ရပြီးအာရှရဲ့အထူးခြားဆုံးနိုင်ငံတွေကတနိုင်ငံအဖြစ်သမိုင်းတွင်သွားခဲ့တော့ပါပြီ။ပရိသတ်တွေလည်းဒီသမိုင်းကြောင်းတွေကိုကြားဘူးခြင်းမှကြားဘူးပါလိမ့်မယ်။ဘာပဲပြောပြောထိုင်းဟာအာရှနိုင်ငံတွေထဲမှာဉာဏ်ပညာအထက်မြတ်ဆုံးခေါင်းဆောင်တွေကောင်းမှုကြောင့်မလို့ယနေ့ထက်တိုင်းတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံအဖြစ်အတိအမှတ်ပြုဖို့တော့လိုအပ်ပါလိမ့်မယ်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်။ အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။